် PPTV ရဲ့တပတ်အတွင်းစစ်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေခေရမှာမေလ29ရက်နေ့ကနေဂျွန်လ4ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီတစ်ပတ်မှာလည်းအချမ်းဖတ်စစ်တပ်ရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထုတ်မှုတွေကြောင့်နိုင်ငံတော်ဝန်မှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါဗျာ စရေချက်လက်တွေကိုကြည့်မယ်ဆိုရင်မကွေးတိုင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ပဲခူးတိုင်းမှာထိတွေ့တိုက်ပွဲ4ကြိမ်၊မန္တလေးမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ကရင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ3ကြိမ်၊ရှမ်းပြည်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊စကိုင်းမှာထိတွေ့တိုက်ပွဲ4ကြိမ်နဲ့ရခိုင်မှာထိတွေ့တိုက်ပွဲ3ကြိမ်တို့ရှိခဲ့တာကိုတွေ့ရပါတယ်။မကွေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းမင်းတုံးမြို့နယ်အတွင်းကိုအချမ်းဖတ်စစ်တပ်ရဲ့ကပ်ပါစာနှင့်ကပ်ပါစာ30နဲ့လင်းကယ်ရဲစခန်းကနေအင်အား80ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အဲဒီတပ်ပွဲအတွင်းမှာတော်လိုင်းရဲဘော်တအူကြဆုံးခဲ့ရပါတယ်။ကျွန်လာတရက်မှာတော့ပခုတ်ကူမျိုးပေါ်ခိုင်မိသက်ယုံမှာတက်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲကမိနစ်30ခန်းခါကြာမြင့်ခဲ့ပြီးတော့အချမ်းဖတ်စစ်သား9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဘကိုးတိုင်းအတွင်းထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။တောင်ငုခရိုင်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကျန်းဖက်စစ်တပ်ကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာအကျန်းဖက်စစ်သား၁၀ဦးသေဆုံးခဲ့ပြီးတော့9ဦးဖမ်းဆီးရရှိခဲ့ပါတယ်။အဲ့ဒီတပ်ပွဲမှာလက်နက်ခဲယမ်းတွေလည်းတင်ဆက်ရမိခဲ့ပြီးစစ်ကြောင်းပြတ်သွားတဲ့အကျန်းဖက်စစ်တပ်ကနောက်ပြန်ဆုတ်သွားပါတယ်။ဘကိုးတိုင်းနဲ့ကရင်ပြည်နယ်အစပ်မှာရှိတဲ့တောင်ငုလိပ်တူလမ်းမကြီးရဲ့တန်မိုးတောင်ကောပတ်ချံ ကပလာချန်လမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လိုင်းဟစ်တပ်တွေကမေလ28ရက်ညနေ4နာရီခန့်မှာတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုတိုက်ဆုံမှုတွေရှိတယ်လို့သိရပါဗျ။အဲဒီတိုက်ခိုက်မှုကိုဝရဇိန်တပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပဲဖြစ်ပါဗျ။ ညောင်လေးပင်မြို့နယ်ပစွန်မြောင်းကြီးရွာအတွင်းမှာအင်အား80ခန့်နဲ့တက်ဆွဲပြီးတော့နေအိမ်တွေကိုဖျက်ဆီးတာပစ္စည်းတွေကိုခိုးယူတာတွေလုပ်နေတဲ့အကြမ်းဖက်စစ်ကြောင်းကိုမေလာ28ရက်မနက်9:45မိနစ်ခန့်မှာပြည်သူ့ကာကွယ်ရေးတပ်တွေကကင်းပုတ်ဝက်ပြီးတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ကတအူးသိမ်းပြီးနှစ်ခုတန်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ တရားဝရီခရိုင်ကျိုးပင်ကောင်မြို့နယ်အရှိပတောင်မြိုင်ရွာလေးကိုအာရမစက်တာစုဆောင်မှုအတွက်ရောက်လာတဲ့အချမ်းဖတ်စစ်တပ်နဲ့ပြူစောထီးတွေပါဝင်တဲ့အချမ်းဖတ်စစ်ကြောင်းကို PDF ပူပေါင်းအဖွဲ့တွေကဂျွန်လာ၁ရက်နေ့မနက်၈နာရီမှာတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကပဲဂျွန်လာ၂ရက်နေ့လယ်၂နာရီအချိန်မှာထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် PDF ပူပေါင်းအဖွဲ့ကဘောပင်စဲရေလွန်မြောင်းဖောင်ပေါ်မှာမိုင်းဆွဲပြီးတော့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရမှာရန်သူတပ်သား၆ဦးသေပြီးတော့တအူးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိတွေ့ပြက်ခတ်မှုအပြီးမှာအကျန်းဖတ်စစ်တပ်ကတေဆုံအလောင်းများကိုယူပြီးတော့ဇီးကုံမြို့နယ်ဘောပင်ရွာကိုပြန်ပြီးတော့တတ်ဆုပ်သွားခဲ့ပါတယ်။မန္တလေးတိုင်းအတွင်းထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ောင်သာမြို့နယ်မှာအကျန်းဖတ်စစ်ကောင်စီတပ်အတွက်စစ်ကူနယ်ရိတ်ခါဖို့ကားနှစ်စီးကိုမေလ28ရက်ည9နာရီခန့်မှာကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကျန်းဖတ်စစ်သားအလောင်းနှစ်လောင်းစစ်တုံးပန်းတအူလက်နက်ခဲယမ်းတွေနဲ့ကားတစီသိမ်းဆဲရရှိခဲ့တယ်လို့တောင်သာမြို့နယ်ပခဖကပြောပါတယ်။မြင်းချံမြို့နယ်မှာအကျန်းဖတ်စစ်တပ်နဲ့ပြူစောတိအင်အား80ခန့်ပါစစ်ကြောင်းက လေတပ်ပြူရွာကနေတူးရင်ဖို့ရွာအနီးမှာရှိတဲ့ PDF တွေရဲ့ဂိတ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဲ့ဒီတိုက်ပွဲက9နိုင်ကံကြာမြင့်ခဲ့ပြီးတော့ချမ်ဖတ်စစ်သားနဲ့ပြူစောတိ20ဦးထပ်မံတင်ဆောင်ခဲ့ပါတယ်။ဒေါ်လန်အစ်တပ်တွေကရဲဘော်တို့အကြဆုံးပြီးတော့6ဦးတန်ရာရရှိခဲ့ပါတယ်။ကင်ပင်နယ်တွင်ထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ကနဲလေးစခန်းကိုမေလ28ရက်ညမှာ KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတော့နောက်နေ့မေလ29ရက်မနက်မှာရွှေအေးမြိုင်ဖျားကုန်းစခန်းကိုပါထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီလိုပဲမြောက်ရီမြို့နယ်အတွင်းကအချမ်းဖတ်စစ်တပ်ရဲ့မော်ခီတပ်စခန်းကို KNL ပူးပေါင်းတပ်တွေကမေလ30ရက်မနက်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။အဒီနေ့တမနက်ထဲမှာပဲမြောက်ရီမျိုးနဲ့အတွင်းကအမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတဲ့ဘေးရန်တော်တပ်စခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ အဲ့ဒီစခန်းတွေမှာရှိတဲ့အကျန်းဖတ်စစ်သားတွေအကုန်လုံးထိုင်းနိုင်ငံတွေသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။အကျန်းဖတ်စစ်တပ်ရဲ့တေဘောဘိုးစခန်းကို KNL ပူးပေါင်းတပ်တွေကဂျွန်လ၂ရက်နေ့မှာစတင်ပြီးတော့တိုက်ခိုက်ခဲ့ပြီးတော့ဂျွန်လ၃ရက်နေ့မနက်မှာအဲ့ဒီစခန်းမှာရှိတဲ့အကျန်းဖတ်စစ်သားတွေကအလံဖြူထောင်ပြီးတော့အညံ့ခံခဲ့တယ်လို့သိရပါတယ်။အကျန်းဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲခုခံနေတဲ့ခြားကမြေပြင်ကအကျန်းဖတ်စစ်သားတွေကတော့အလံဖြူထောင်နေတာအညံ့ခံနေရပါဗျ။ ရှမ်းပြည်နယ်အတွင်းထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာမှာရှိတဲ့အကျန်းဖတ်စစ်တပ်စခန်းကိုဖေကုံ PDF 1332တိုက်ရင်နဲ့တော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့ရာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပါအဝင်အကျန်းဖတ်စစ်သားတွေအများအပြားတိုက်ဆုံပြီးတော့စစ်တုံးပန်းတွေနဲ့အတူလက်နက်ခဲယံတွေတင်စီရမိခဲ့ပါတယ်။စခိုင်းတိုင်းအတွင်းထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ စကိုင်းတိုင်းပလဲမျိုးပေါ်မှာရှိတဲ့အကျန်းဖက်စစ်တပ်နဲ့ရဲတွေတက်ဆွဲထားတဲ့စကန်ကိုမေလ29ရက်ညနေ3နာရီမှာတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်တိုက်ပွဲက7မိနစ်ကျော်ကြာမြင့်ခဲ့ပြီးတော့အကျန်းဖက်စစ်တပ်ကထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့သိရပါဗျ။ကောင်းမှုတော်ဖရာအနီးမှာစက်ကြီးကောင်းနေတဲ့အကျန်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်တွေကဂျွန်လ1ရက်ညနေ4နာရီခန့်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါဗျ။ ဲ့ဒီတိုက်ပွဲမှာအချမ်းဖတ်စစ်သားတအူးနဲ့ပြူစောတိတအူးတို့ပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့သုံးဦးကအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။တန့်စင်မျိုးနဲ့ခုနှစ်မိုင်กว่าဝေးတဲ့သဲကုန်းမြို့ဟာကိုခင်းလိုက်ဖို့ထွက်လာတဲ့အချမ်းဖတ်စစ်ကြောင်းကိုဒေါ်လန်ဟိတက်တွေကဂျွန်လ၂ရက်မနက်9:30မိနစ်ခန့်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာအချမ်းဖတ်စစ်တပ်ကအရာရှိတအူးအပါအဝင်၈ဦးတေဆုံးခဲ့တယ်လို့လက်နက်ခဲယံတွေလည်းတင်ဆက်ရရှိခဲ့ပါတယ်။ စကိုင်းမြို့ပေါ်အကျန်းဖတ်စစ်တပ်ရဲ့အမှတ်33ချေမြန်တပ်မဌာနချုပ်ကိုမေလ31ရက်မွန်းလွဲ2:20မိနစ်မှာ BW မြန်အဖွဲ့ကတရခုံမမရှော့တိုက်တုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီပြစ်ခတ်မှုအတွင်းရှော့တိုက်တုံတွေကအကျန်းဖတ်စစ်တပ်ရဲ့တပ်မဌာနချုပ်အတွင်းကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အခုနောက်ဆုံးရခိုင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ကြောက်ဖြူမျိုးမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအကြံဖတ်စစ်တပ်ကစီရေးရှုံးနေနေပြီးတော့မေလ30ရက်မှာတော့မင်းတက်တောင်ချေးရွာအနီးမှာဖြစ်ပွားတဲ့တိုက်ပွဲမှာအကြံဖတ်စစ်တပ်ရဲ့တိုက်စစ်ဦးစီးဌာနပထမတန်း G1 ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်နဲ့နောက်လိုက်တွေကိုစစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကမင်းတက်တောင်ချေးရွာမြောက်ဘက်မီတာ600အကွာစစ်မှုလက်မှုတင်နှန်းကြောင်းကိုအခြေပြုပြီးတော့အာရခတပ်တော် AA ကိုထိုးစစ်ဆင်နေတာပါ။ ကြောက်ပြူမျိုးတိုက်ပွဲမှာအချမ်းဖတ်စစ်တပ်ဘက်ကလက်နက်ချအလင်းဝင်တာတွေရှိနေတယ်လို့သိရပါဗျ။ကြောက်ပြူမျိုးနယ်ကအချမ်းဖတ်စစ်တပ်ရဲ့အမှတ်30နှစ်တိုက်ခိုက်ရေးရဲတပ်ရင်းအနီးကနှံဖဲတောင်ရွာကိုအာရခတပ်တော် AA ကမေ29ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့သိရပါဗျ။ကြောက်ပြူမျိုးနယ်အတွင်းကတိုက်ပွဲတွေမှာအာရခတက်တော် AA ကအချမ်းဖတ်စစ်တပ်စခန်းတွေကိုတိုက်ခိုက်ချေမှုန်းထားနိုင်နေတာကိုတွေ့ရပါတယ်။အန်ယိုဘော်ကအမ်ဘတန်လမ်းပေါ်နတ်ရီကန်တောကျောင်းမှာရှိတဲ့ MPD တာဝါတိုင်းကုန်းအနီးက ဂျမ်ဖတ်စစ်တပ်ရဲ့ကာကင်းစခန်းတွေအားလုံးကိုမေလ29ရက်မှာအာရကတက်တော် A ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းအင်းမြစ်တွေကတစ်ဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာဒီတက်ပုံမှုတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။ နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စစ်ရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptvmyanmar နဲ့ Facebook Page facebook.com/pptvmyanmar တို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်ကတော့ခွန်အောင်ပါ။